လူလာပါနော်လူလာပါကြိုက်မဆော့ပါနော်မကြိုက်ရှင်မဆော့ပါလားอืมင်္ဂလာပါအုံးအောင်မြင်သူလားပါနော်မင်္ဂလာပါဗျပေါ့မလို့သာစောင့်ရတယ်လူအားနာဒီတက်တဲ့လောက်ပေါ့ ူကတော့နောက်မှလိုက်ကြည့်တယ်။နည်းနည်းကြာမှာဟုတ်လို့။နှုတ်တခွက်ကြိုက်တယ်တခွက်။ဖမ်းတော့ဖမ်းနေရောသူကသူဒါကြီးထွက်လို့ထွက်မှန်းတော့ကျွန်တော်လည်းမသိတော့ဘူး။စိုက်ကပေးရင်တော့ရမှာကြာ။သူချပေးတာ။ချပေးတာနဲ့တွတ်တောင်နဲ့ကိုက်ညီဝိုင်းတော့ရမှာပေါ့နော်။ကျွန်တော်ဒီသုံးလုံး ်မဟုတ်နော်2ကဲ6ကဲ4ရယ်3လုံးပေါင်းချင်း2အဲ့ဒါဒီ3လုံးပေါင်းချင်းပြန်နှစ်တယ်6ကဲ6ကဲ5ရယ်9ရယ်အဲ့ဒါဒီ3လုံးပေါင်းချင်းပြန်9ရယ်မင်္ဂလာပါနော်နှစ်ကဲ9ရဲ့4ရဲ့သုံးလုံးပေါင်းချင်းဘယ်လောက်လဲ1အဲ့ဒါကိုဒီသုံးလုံးပေါင်းချင်းပြန်တက်မယ်ဆိုဘာထိတ်လိုက် ၈ငယ်၆ငယ်ဆိုတော့၄ရှိတယ်၄ရှိတယ်တော့ဒီသုံးလုံးပေါင်းချင်းတစ်ဖြစ်အောင်ဆိုရင်ဗာထိတ်လိုက်၄ရှိတယ်တော့တစ်ဖြစ်အောင်ခွန်ထိတ်လိုက်မယ်ပါဝါချင်းနှစ်အမခွန်နှစ်ကထိတ်စည်းပေါ့နော်မင်္ဂလာပါဗျဒီသုံးလုံးပေါင်းချင်းနှစ်ကိုဒီသုံးလုံးပေါင်းချင်းပြန်နှစ်တော့ခွန်ထိတ်ဒီသုံးလုံးပေါင်းချင်းကိုဒီသုံးလုံးပေါင်းချင်းပြန်ကိုတော့တစ်ထိတ်ဒီသုံးလုံးပေါင်းချင်းတစ်ကိုဒီသုံးလုံးပေါင်းချင်းပြန်တစ်မယ်ဆိုရင်ခွန်ထိတ်ပါဝါချင်းမယ်ဆိုရင်နှစ်ထိတ် ခွန်နှစ်ထိပ်ပေါ့နော်မင်္ဂလာပါဗျအဲ့တော့ဘောပေါ့နော်ဒီတော့ကျွန်တော်လည်းမဆိုစောက်ပင်ရတယ်ဒီသုံးလုံးပေါင်းချင်း6ပေါ့နော်9ရဲ့3ရဲ့1ကသုံးလုံးပေါင်းချင်း6ဒီသုံးလုံးပေါင်းချင်းပြန်6တယ်ဗျမင်္ဂလာပါနော်6ရက်3ညရဲ့4ရက်3လုံးပေါင်းချင်း10ဟုတ်8ရက်3ရက်9ရက်3လုံးပေါင်းချင်းပြန်10တယ် ၃ရက်၉ရက်၃ရက်၅ရက်မင်္ဂလာပါနော်၉ရက်၃ရက်၅ရက်၃လုံးပေါင်းခြင်း၄ကိုဒီ၃လုံးပေါင်းခြင်းပြန်၄မယ်ဆိုရင်ဘာနောက်ပိတ်လိုက်နှလုံးပေါင်းခြင်း၄ရှိရတဲ့၄ဖြစ်အောင်ဆိုရင်၃ရက်လိုက်ပါဝါချိန်လို့ဆိုရင်၅လိုက်၃ရက်၅အပိတ်နှစ်ခွန်ထိပ်၃ရက်၅အပိတ်နဲ့တကွက်ထည့်ယူမယ်ဆိုရင်80ဒါမဲ့ချိန်ထူအောင်ပါဗျဘရိတ်ကနည်းနည်းလေးကတ်လွဲနေတယ် ဒီသုံးလုံးပေါင်းချင်းနှစ်ကိုဒီသုံးလုံးပေါင်းချင်းနှစ်ပြီးတော့ဒီသုံးလုံးပေါင်းချင်းကိုဒီသုံးလုံးပေါင်းချင်းပြန်ကိုတယ်ဒီသုံးလုံးပေါင်းချင်းကိုကိုကြတော့ဒီသုံးလုံးပေါင်းချင်းပြန်ကိုပြီးတော့ဒီ30ကိုဒီသုံးလုံးပေါင်းချင်းပြန်30ထားတယ်ဒီသုံးလုံးပေါင်းချင်း1ကိုဒီသုံးလုံးပေါင်းချင်းပြန်1မယ်ဆိုရင်ခွန်ထိတ်ဒီသုံးလုံးပေါင်းချင်း4ကိုဒီသုံးလုံးပေါင်းချင်းပြန်4မယ်ဆိုရင်3ညပိတ်80ဆိုပြီးတော့နက်ခတ်အနေနဲ့ရှိမှာနော်ဒီကနက်ခတ်လည်းမထွက်သေးဘူးဗျ80ရော့ အဲ့တော့မှ break ပြန်ယူမယ်ပေါ့နော်မင်္ဂလာပါဗျပြည်ပြင်းမယ်ဆိုတော့ကျွန်တော်ဒီမှာဘောနဒီနှစ်ကဲဒီတက်ကဲဒီရက်ရှစ်ဒီသုံးလုံးပေါင်းချင်းတက်16ကိုဒီသုံးလုံးပေါင်းချင်းပြန်16တယ်ဘောနဒီသုံးလုံးပေါင်းချင်းဘယ်လောက်လဲဟို ဒီသုံးပေါင်းကြီးကိုးလေးကိုဒီသုံးပေါင်းကြီးပြန်ကိုးလေးမြင်လာပါလေဒီသုံးပေါင်းကြီးပေါ့နော်ဘလောက်လဲလေးလေးကိုကျွန်တော်တို့ဒီသုံးပေါင်းကြီးပြန်လေးကိုမယ်ဆိုရင်ကြည့်ရတော့လေးကိုဖြစ်ဖို့ဆိုဘာပရိတ်လိုက်မလဲလေးဖြစ်ဖို့ဆိုရင်နှစ်ပရိတ်လိုက်မယ်ကိုဖြစ်ဖို့ဆိုရင်ခွန်ပရိတ်လိုက်မယ်ပေါ့နော်နှစ်ခွန်ကပရိတ်မင်္ဂလာပါလေ ဒီနေ့က38ဝမ်းကျင်းလေးရှိခဲ့တယ်နော်နှစ်ခွန်ပရိတ်ဆိုတော့ကျွန်တော်တို့က80ဒီမှာဒုက္ခလက်ထတာက80ဒါပေမဲ့ဘရိတ်ကနှစ်ဘရိတ်ဖြစ်နေလို့ခွန်9လည်းဖြစ်နေတယ်ကျွန်တော်ကခွန်9လည်း20ကိုပို့ကြိုက်တယ်80 20ထားလိုက်မှာပေါ့နော်ခွန်9အာပေါ့နော်ကျွန်တော်ကာလာချက်ပြီးတဲ့ဟာကိုမင်းထားတော့ကြည့်ရှင်ဆော်မင်္ဂလာပါ အဲ့ဒါရှိတယ်ပေါ့နော်ဒါဒီမှာသူကြတဲ့ပုံစံအတိုင်းကြမယ်ဆိုအဲ့ဒါရှိတယ်ဒီမှာကျွန်တော်သုံးရှိဝမ်ဂျင်ကိုဘာလို့ကြိုက်လဲဆိုတော့ဝမ်ဂျင်ကိုပြောက်ပြေးရမယ်နော်ဒီက10ဂျင်တော့မှန်ထားပါတယ်ဒီသုံးလုံးမောင်းချင်း6ပေါ့နော်5 6 7သုံးလုံးမောင်းချင်း6ကဒီမှာ၄ညိတယ်ဒီသုံးလုံးမောင်းချင်း3ညာ5 3ညာညိတယ်ဒီသုံးလုံးမောင်းချင်း9နှစ်ကဒီမှာ9ညိရောနော်ဒီသုံးလုံးမောင်းချင်း6လေးက၄ညိတယ်ဗျနော်ဒီသုံးလုံးမောင်းချင်း6တက်ကဒီမှာ6ညိတယ်ဒီသုံးလုံးမောင်းချင်း6လေးကမှာ6ညိတယ်ဗျနော်ဒီသုံးလုံးမောင်းချင်း2ခွန်က ညီမနှိမ့်ညီသွားတယ်ဗောနော်ဒီသုံးလုံးပေါင်းချင်း6လေးကညီမ6ညီသွားတယ်ဗောဒီသုံးလုံးပေါင်းချင်း3ညာ5ကညီမ9ညီထားတယ်ဗောနော်ဒီသုံးလုံးပေါင်းချင်း3 38ခွန်းချင်းကဒီမှာအောက်မှာရှိတယ်မနေ့ကကြာမထားဘူးဒါပေမဲ့ဒီမှာဝမ်းချင်းမပါထားဘူးဗျာတစ်ချက်တော့စဉ်းစားဗောနော်ဟုတ်ပါဘူးဝမ်းချင်းက38ခွန်းချင်းကြိုက်တယ်ဘယ်နှကြိမ်မှန်မလို့ဆိုတော့1ကြိမ်2ကြိမ်3ကြိမ်4ကြိမ်5ကြိမ်6ကြိမ်8ကြိမ်9ကြိမ်10ကြိမ်မှန်ထားတယ်ဗောနော်38ဝန်းကြိမ်က ဲ့မှာဒီမှာတစ်ချက်ကြည့်ပြနော်မင်္ဂလာပါဗျာတို့ဒီမှာဒီ၃လုံးရှစ်အဲ့ဒီ၃လုံးရှစ်ဖြစ်တဲ့အချိန်မှာဒီ၃လုံးပြန်ရှစ်တယ်ဒီ၃လုံး2ဖြစ်တဲ့အချိန်မှာဒီ၃လုံးပြန်နှစ်တယ်နော်ဒီ၃လုံး6ဖြစ်တဲ့အချိန်မှာ ဒီသုံးလုံးပြန်ရှစ်ကမယ်ဆိုဘာထိတ်လိုက်ရှစ်ထိတ်လိုက်ပါဝါရှင်3ထိတ်လိုက်ရှစ်သုံးကထိတ်လို့ဝင်သွားရမြင်လာပါနော်အဲ့တော့လုံးမလက်ချက်ပြန်ကြည့်ကြည့်ဦးတကယ်လို့ဒီသုံးလုံးနှစ်ကိုနှစ်ပါဝါခွန်တော့3ထိတ်ဒီသုံးလုံးကို ကိုပါဝါလေးတော့လေးထိပ်ဒီသုံးလုံးလေးကိုလေးပါဝါပြန်ကိုမယ်ဆိုရင်6ရှိတဲ့အတွက်သုံးထိပ်လိုက်မယ်သုံးရှိကထိပ်စီးပေါ့နော်ဒီမှာသုံးရှိထိပ်စီးကနှစ်မျိုးဖမ်းထားတယ်မင်္ဂလာပါဗျာနော်အဲ့ဒါကိုမှဒီမှာတစ်ချက်ကြည့်ကြည့်ပေါ့ဒီသုံးလုံးဒီသုံးလုံးခွန်နှစ်ဖြစ်တဲ့ချိန်မှာကျွန်တော်ဒီသုံးလုံးပြန်ခွန်နှစ်ထားတယ် ီသုံးလုံးတုံညာ5ဖြစ်တဲ့ချိန်မှာဒီသုံးလုံးကတုံညာ5ဖြစ်ထားတယ်ဒီသုံးလုံးကနှစ်ခွန်ဖြစ်တဲ့ချိန်မှာဒီသုံးလုံးကနှစ်ခွန်ဖြစ်မယ်ဆိုရင်နှစ်ဖြစ်ဖို့ဆိုရင်ဗာပရိတ်လိုက်မယ်နှစ်ရှိတာနှစ်ဖြစ်ဖို့ဆိုရင်တုံညာပရိတ်လိုက်မယ်ခွန်ဖြစ်ဖို့ဆိုရင်5ပရိတ်လိုက်မယ်တုံညာ5ပရိတ်ဖြစ်သုံးထိတ်နဲ့တုံညာ5ပရိတ်ရှိတယ်ပေါ့နော်အဲ့တော့ဒီမှာရှင်းနေဆိုရင်တုံညာဆိုရင်ရှင်းနှစ် ရှစ်ခွန်ပေါ့နော်၃နှစ်၃ခွန်အာထူပေါ့နော်ကျွန်တော်ဒီမှာနှစ်ကွက်ခြေပေးမယ်၃နှစ်နဲ့၃ခွန်အဲ့တော့အလုံးမရှိကွက်ရှိတယ်နော်ကြက်ရှင်ဆော့ဒီမှာတစ်ချက်ပြပေးမယ်ဒီကဒီကတေချာကြည့်ပေါ့နော်ဒါလေးကဒါကပိုကောင်းတယ်ပေါ့ အဲ့ဒါအကနန်းလည်းဒီထက်ကနန်းပဲဗောနော်ဒီတစ်ခွက်ကဒီထက်ကနန်းတင်ထိုးရအောင်ပြရတယ်ဗောနော်ကျွန်တော်ပြပြီးမယ်ဆိုတော့ဒီမှာဗောအကုန်ဒီဘက်မြင်ရပါနော်အကုန်၃ညရဲ့6ကဲ2ကဲမင်္ဂလာဗောနော်ဒီ၃လုံးမောင်းခြင်းဘယ်လောက်လဲရှစ်ဒီ၃လုံးမောင်းခြင်း10ဖြစ်တဲ့ဒီမှာ9ရဲ့9ရဲ့4ရဲ့ သုံးလုံးမောင်းချင်းပြန်ရှစ်တယ်နော်။တုံညရဲ့6ကဲ2ကဲ10ဖြစ်တဲ့ချိန်မှာ9ရဲ့9ရဲ့9ရဲ့4ရဲ့နော်9ရဲ့9ရဲ့4ရဲ့သုံးလုံးမောင်းချင်းပြန်ရှစ်တယ်။အဲ့လိုပြန်ရှစ်ပြီးတာနဲ့ခွန်ရဲ့6ကဲတုံညရဲ့နော်နှုတ်နှစ်ခုပြီးရတယ်တစ်ခုကြောလိုက်ခွန်6တုံညသုံးလုံးမောင်းချင်း3ဖြစ်တဲ့ချိန်မှာတုံညာ9 4သုံးလုံးမောင်းချင်းပြန်3တယ်အဲ့တော့၄ထိတ်လို့ဝင်မယ်အဲ့၄ထိတ်ဝင်ပြီးရတာနဲ့ကျွန်တော်တို့ကဒီမှာနော် နှစ်ကေ9ရေ9သုံးလုံးပေါင်းချင်းနှစ်ကိုတစ်ကေ4ရေ9ရေသုံးလုံးပေါင်းချင်းပြန်နှစ်တယ်ဒီမှာတစ်ရှိတဲ့အတွက်နှစ်ဖြစ်ဖို့ဆိုတစ်ပရိတ်၄ထိပ်ရှိထားတဲ့အတွက်တစ်ပရိတ်ဖြစ်ဖို့ဆိုရင်9နောက်ပိတ်လိုက်အောင်အဲဆိုတော့49ဒီသုံးလုံးပေါင်းချင်း6 3 2 1သုံးလုံးပေါင်းချင်း6ကို6ပါဝါဒီသုံးလုံးပေါင်းချင်းပြန်တစ်တယ်တုံညရဲ့၄ရဲ့ခွန်ရဲ့ပေါ့နော်၃လုံးပေါင်းချင်းပြန်တက်တယ်ဒီမှာတုံညရှိတဲ့အတွက်တစ်ဖြစ်ဖို့ဆိုရင်တစ်ပရိတ လေးထိပ်ရှိတဲ့အတွက်ခွန်တော့ပိတ်လိုက်တစ်ခွန်နော်အဲ့ဒါပြီးတာနဲ့နောက်တစ်ပင်ဆက်သွားတော့ထိတ်နှစ်ချက် break နှစ်ချက်ပေါ့နောက်ဆုံးအထုတ်ကြမှာတစ်ချက်ပြပေးမယ်ပေါ့နော်နောက်တစ်ပင်က6 6 5သုံးလုံးပေါင်းခြင်း6ဒီသုံးလုံးပေါင်းခြင်း6ကို5 6နှစ်သုံးလုံးပေါင်းခြင်းပြန်6တော့နှစ်ထိတ်လို့ဝင်တယ်ပေါ့နော်ဒီသုံးလုံးပေါင်းခြင်း6ကို5 6နှစ်သုံးလုံးပေါင်းခြင်းပြန်6တော့နှစ်ထိတ်လို့ဝင်တယ်6ရဲ့9ရဲ့ခွန်ရဲ့ပေါ့နော် 6ကဲ9ရဲ့ခွန်ရဲ့၃လုံးပေါင်းချင်းဘယ်လောက်လဲ1ဒီ၃လုံးပေါင်းချင်း1ကို992 3လုံးပေါင်းချင်းပြန်1တော်လဲ1ထိတ်လို့ဝင်တယ်အဲ1ထိတ်လို့ဝင်ပြီးွာတာ ਨੇ 998 3လုံးပေါင်းချင်းဘယ်လောက်လား9ရဲ့9ရဲ့ပေါင်းတော့4 8နဲ့ပေါင်းတော့1ဒီ3လုံးပေါင်းချင်း1ကိုကြတော့4 2 6เนาะ4 2 6 3လုံးပေါင်းချင်းပြန်1တယ်ဒီမှာ4ရှိတဲ့အတွက်1ဖြစ်ဖို့ဆိုရင်10ပြည့် နှစ်ထိပ်ရှိထားတဲ့အတွက်ရှစ်ပိတ်ဖြစ်ဖို့ဆိုရင်6နောက်ပိတ်လိုက်မယ်26နော်ဒီ၃လုံးပေါင်းချင်းပူ9လေး၃လုံးပေါင်းချင်း8 9 8 8 8ပါဝါဒီ၃လုံးပေါင်းချင်းပြန်သုံးတယ်9ရယ်ဒီကလူကျင်တဲ့ပရိတ်ကပေါင်းချင်းပြန်သုံးတယ်9ရှိတဲ့အတွက်3ဖြစ်ဖို့ဆိုရင်10ပိတ်နှစ်ထိပ်ရှိတဲ့အတွက်10ပိတ်ဖြစ်ဖို့ဆို6နောက်ပိတ်လိုက်26ဒီလိုသွားပါဒီလိုသွားပြီဆိုဒီလိုပြန်သွားမှာပေါ့နော်9 2 9 3လုံးပေါင်းချင်းဘယ်လောက်ဒီ၃လုံးပေါင်းချင်း6 9 ဒီသုံးလုံးပေါင်းချင်းပြန်6မှာဆိုရင်ဘယ်လောက်လိုက်မလဲ9ရှစ်3ရှစ်ရဲ့အတွက်6ဖြစ်ဖို့ဆိုရင်3ထိတ်လိုက်မယ်ပေါ့နော်မင်္ဂလာပါဟင်3ထိတ်လိုက်3ထိတ်လိုက်ပြီးွားတော့ ਨੇ 9396နော်ဒီမှာခွန်6 3ပြီးွားပြီ69ခွန်ပြီးွားဆိုတော့9396သုံးလုံးပေါင်းချင်းဘယ်လောက်လဲဒီသုံးလုံးပေါင်းချင်း9ကိုဒီသုံးလုံးပေါင်းချင်းပြန်9မယ်ဆိုရင်လေ3ထိတ်ပဲပေါ့နော်အဲ့ဒါဆို3ထိတ်က2ချက် သုံးထိပ်နဲ့ဆက်ပြီးသွားပြီဆိုတော့ဒီလိုသွားပြီးသွားပြီဒီလိုသွားပြီးသွားဆိုဒီလိုပြန်သွားမယ်9 5သုံးလုံးမောင်းချင်း9ဒီသုံးလုံးမောင်းချင်း9ကိုဒီသုံးလုံးမောင်းချင်းပြန်9မယ်ဆိုရင်ဒီမှာ၄ရှိရအတွက်9ဖြစ်ဖို့ဆိုဘာ break လဲ9 break သုံးထိပ်ရှိထားရအတွက်9 break ဖြစ်ဖို့ဆိုရင်နှစ်နောက်ပိတ်လိုက်မယ်32အဲဆိုရင်ဒီလိုသွားပြီးသွားပြီဒီလိုသွားပြီးသွားပြီဆိုဒီလိုသွားမယ်ဒီသုံးလုံးမောင်းချင်းဘယ်လောက်လဲ၄ ဒီသုံးလုံးပေါင်းချင်း၄ပါဝါဒီသုံးလုံးပေါင်းချင်းပြန်ကိုးမယ်ဆိုရင်၄ရှိရအတွက်ကိုးဖြစ်ဖို့ဆိုရင်၅ပရိတ်သုံးထိပ်ရှိထားရအတွက်၅ပရိတ်ဖြစ်ဖို့ဆိုရင်နှစ်နောက်ပိတ်လိုက်မယ်32နော်အဲဆိုရင်32ထိတ်နှစ်ချက်ပရိတ်နှစ်ချက်ပေါ့နော်အဲ့ဒါကိုတစ်မျိုးပြပေးနေတယ်အဲ့တော့တမျိုးပြပေးမယ်တစ်ချက်ကြည့်ကြည့်ပါနော်ဒီနှလုံးပေါင်းခြင်းပေါ့1နဲ့9 9 9ပါဝါ ဖိုးပါဝါလေးအဲ့လေးရပါနော်လေးပိုင်းဆိုတော့ဖိုးပါဝါလေးပိုင်းနဲ့ကျွန်တော်ဒီမှာပေါ့ဒီနှလုံးပေါင်းချင်းတက်တက်ကဘရိတ်ကိုးပိုင်းတက်ဘရိတ်နဲ့49နော်ကိုးပါဝါလေးပိုင်းနဲ့တက်ဘရိတ်နဲ့လေးပိုင်းနဲ့တက်ဘရိတ်နဲ့ဆိုရင်49အဲ့ဆိုရင်ဒီကပြန်ဆက်သွားမယ် ဒီနှလုံးပေါင်းခြင်း1ပါဝါ6 6ပိုင်းပေါ့နော်6ပိုင်းနဲ့ဒီနှလုံးပေါင်းခြင်း8ကဘရိတ်6ပိုင်းနဲ့8ဘရိတ်26လို့ထွက်တယ်ပေါ့နော်အဲဆိုရင်ဒီနှလုံးပေါင်းခြင်း8ပါဝါ3ဒီလုံးပိုင်းဒီနှလုံးပေါင်းခြင်း5ဒီဘရိတ်3ပိုင်း5ဘရိတ်32အဲ32ဆိုတာရှိတယ်။ကြိုက်ရှင်စော့နော်ဒါမကြိုက်ရှင်လည်းမစော့ကျွန်တော်လည်းညင်တဲ့လောက်ကိုပြပေးတာကျွန်တော်ကောင်းဆုံးတော့ရွေးချယ်ပေးတာဒါလေးကြိုက်တယ်နော်ဒါလေး ဒါလေး30မြို့အဲ့တော့ဟိုမှာနောက်တမျိုးပြသေးတယ်နောက်တမျိုးပြသေးတယ်ဟိုဘောနော်သူကြနေတဲ့အတိုင်းကြွားလာမယ်ဆိုရင်တော့တစ်ချောက်လေးနဲ့ပဲသွားမယ်တစ်ချောက်လေးနဲ့သွားကဏ္ဍကဒီတစ်ခွက်ကဂျန်ဂျန်ပေါ့နော်ကြိုက်တဲ့လူကတော့ကြိုက်တဲ့လူကတော့တင်ထိုးပေါ့ကဲဒီတစ်ဖြစ်တဲ့ချိန်မှာနော်ဒီတစ်ဒီချောက် ဒီသုံးလုံးပေါင်းချင်းတက်နော်ဒီသုံးလုံးပေါင်းချင်းတက်ပြီးတော့ဒီနှလုံးပေါင်းချင်းပြန်6တက်6ပါအဲ့ဒါဆိုရင်ကျွန်တော်မာဒီသုံးလုံးပေါင်းချင်းတက်ဒီနေ့မှာတွေ့ပြီပါမနေ့အတွင်းချီးရမှာဒီနှလုံးပေါင်းချင်း6တက်6လာဒီနှလုံးပေါင်းချင်းဒီသုံးလုံးပေါင်းချင်းတက်ဒီနှလုံးပေါင်းချင်းပြန်6 ဲ့လိုတစ်6တွေပဲသွားတာဗောနော်ဒီ3 DO 1 DO 6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 အဲ့ဒီပုံစံတိုင်းသွားပြီးမယ်ဆိုခြင်းဗောနော်ဒီလိုပြန်တက်မယ်ဆိုရင်9 9ဆိုတော့ခဏလေးနော်တက်ရှိနေပြန်နော်ဒီလိုပဲပြန်တက်ပြီးတော့ဒီလိုပဲပြန်6ပြိမယ်ဆိုခွန်ရှိတဲ့အတွက်ကိုနောက်ပြိလိုက်ရှင်တက်ကိုဆိုတော့တကွက်တော့ရှိတယ်အဲ့ဒါမျိုးကထွက်ရှင်နဲ့ထွက်တက်တယ်နော်ပြောလို့တော့မရအောင် ဆိုကြိုက်ရှင်ဆိုတော့ကျွန်တော်ပြောပြပြောပြတာဒီမှာပဲဒီမှာတေ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 ဒီမှာဆက်ပြီးတော့သူ့ဘာသူတစ်ပေးတဲ့အတိုင်းပေါ့နော်ပေးနေကြတဲ့အတိုင်းကိုဒီမှာတစ်ဆိုပြီးတော့ထက်လာပြီးမှဆိုရင်ငါးငါးရှိရတဲ့အတွက်တစ်ပေးမှဆိုရင်တခွာ6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 ဒီမှာခွာ6မှာဆိုခွန်ရှိရတဲ့အတွက်9ရှိတယ်ဗျာဘူးပိတ်နေတစ်9ဆိုတော့တစ်ခွက်ရှိတယ်အဲ့ရန်လိုက်ပါတော့ဒါလေးတကူလေးကတော့ကြိုက်တဲ့လူကတော့ တင်ထိုးပေါ့မင်းတကူကထွက်မယ်ဆိုရင်တဲ့ပဲထွက်ပါမယ်ဗျာနော်အဲ့ဒါလေးရှိတယ်စက်ရှင်ဆော့ပေါ့နော်ကျွန်တော်လည်းမှမြင်သမျှအောင်အကုန်ပြပေးထားတယ်နော်မှာစိုက်ပြီးစုံလည်းပဲပြပေးထားတယ်စက်ရှင်ဆော့ပေါ့နော်ဒါလေးရှိတယ်ကျွန်တော်ကြိုက်တာနော်ဒါမိန်ပေါ့80 20 3နှစ်3ခုကမိန်ဒီကာလာမချေထားတာဒုပေါ့နော်ဒါလေးရတော့နည်းနည်းရန်ရန်လိုက်ပေါ့အားလုံးကံကောင်းကြပါစေနော်